မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်စုံးမှုများပြားပြီး40နီးပါးလက်နက်ချအလင်းဝင်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်လုံခြုံရေးတပ်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။အော်ရခတ်တပ်တော်အင်းရဲ့ထိုးစစ်ကြောင့်တရုတ်စီမံကိန်းတည်ရှိရာရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကရာနေချီတိုက်စုံးမှုတွေရှိနေကြောင်းစစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။ ဇော်လန်းစလီရဲ့ဒီစစ်ကောင်စီဘက်ကလက်နက်ကြအလင်းဝင်ရောက်လာသူ40နီးပါးရှိနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က100နီးပါးတိစုံမှုတွေရှိကြောင်းကြောက်ဖြူစင်ရေးတရင်ရင်းမြစ်တွေကပြောပါရတယ်။တိုက်ပွဲကကြောက်ဖြူအမှတ်30နဲ့တရင်ကို AA ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တိုက်ပွဲအရန်ပြင်းထန်နေတဲ့ AA ဘက်ကလည်းအလုံးရင်းနဲ့ဝင်တိုက်နေတာပါ။40ရက်နေ့ဒီစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ကြအလင်းဝင်လာတာပါ။ပုံမှုအစဉ်ထိပါတဲ့အလင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိသူတွေကစစ်မှုထမ်းလူငယ်တွေများတယ်လို့ပြောပါရတယ်။ကြောက်ဖြူအမှတ်ရဲ့ရဲတရင်ကိုစွန်းလာ န်ပိုင်းကစပြီးအာရခတက်တော်ရင်ကထိုးစစ်စင်တိုက်ခိုက်နေပြီးလက်ရှိအချိန်ထိအမှတ်30နှင့်ရေးတရင်ကိုအင်အေကလက်နက်ကြီးတွေနဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းသတင်းအရင်းမြစ်တွေကပြောပါရယ်အာရခတက်တော်ရင်ကထိုးစစ်စင်တိုက်ခိုက်နေမှုကြောင်းအမှတ်ရေး30နှင့်ရေးတရင်မှာ အချုပ်ခန်းခမ်းမဆောင်နာနေဆောင်စီပီကန်နဲ့စစ်ကောင်စီမိသားစုနေထိုင်ရာအဆောင်များကိုကြားရောက်ပောက်ကွဲပျက်စီးမှုတွေရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မေလ30ရက်နေ့နဲ့ဆွန်လာဆန်းများမှာစစ်ကောင်စီတပ်ကလင်းချောင်းနဲ့ရှိချောင်းတင်မောကနေတဆင်းလက်နက်ခဲများပါဝင်စစ်ကောင်စီတပ်သားရှာနဲ့ချီပို့ဆောင်ပြီးခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်စီအခြေစိုက်ထားတဲ့ကုန်းချိန်ကြီးရွာမှာခလာရ940နဲ့ခမာရ943တရင်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးစစ်တင်မောတွေကလည်းပြစ်ကူမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။ တိုက်ပွဲကအတော်ကိုပြင်းထန်နေတာပါအမတ်30နှစ်ရဲတရင်မအချုပ်ခံခမ်းမဆောင်နားနေဆောင်စေဘေးကန်းတွေအကုန်ပျက်စီးနေပြီးလက်နက်ကြီးတွေနဲ့လည်းတောက်လျှောက်ပစ်တဲ့တန်စစ်မြစ်မှာရှိနေတယ်စစ်တမော်ရီလည်းတရှောင်းလုံးပြစ်ကူပြီးနေရလို့ပြောပါရယ်။တောက်ဖြူမှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အရက်ခတက်တော်အေးတိုက်ပွဲအတွင်းစစ်မှုထမ်းခေါ်ယူခံရတဲ့ဗျိုင်းဖြူရွာသား၄၀ကျော်ကစွန်လပထမဘက်လောက်ကလေးကအေးထန်လာရောက်ပူပေါင်းခဲ့ကြတာပါ။ ကျောင်းပြူမြို့နီမှာစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်ရင်တို့ကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စခန်း၃ခုထပ်မင်းကိုသိမ်းပိုက်ရရှိထားကနောက်ဆုံးသတင်းရစစ်ကောင်စီဘက်ကတရင်အလိုက်အလင်းဝင်ရောက်မှုတွေရှိကြောင်းသိရပါတယ်။အမှတ်၃၀ရဲတပ်ရင်းနဲ့ကနန်းဖဲတောင်စခန်းမင်းတပ်တောင်စခန်းနဲ့လက်ခမော်စခန်းတို့ကိုအင်ကသိမ်းပိုက်ထားပြီးအဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးပါဝင်စစ်တုံမှန်၁၅ကိုအေကအရှင်ဖန်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့အေရောက်ရှိလာပါကခုကံမတိုက်ပဲအလံဖြူ ပြဖို့ရည်ကြည်မျိုးနဲ့ရေစခန်မှုညွှန်ကြားထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းကြုံပြော်ခရိုင်ရည်ကြည်မျိုးနယ်တွင်အရခတ်တက်တော်၏ရောက်ရှိလာပါကခုခံတိုက်ခိုက်ခြင်းမပြုဘဲအလံပြူပြဖို့ရည်ကြည်မျိုးနယ်ရေစခန်မှုက၎င်းရဲ့လက်အောက်ခံရဲတပ်ဖွဲ့ဝင်များကိုညွှန်ကြားထားကြောင်းရည်ကြည်မျိုးနယ်ရှိရဲတပ်ရင်းတရင်ရင်းမြစ်တို့ကပြောပါရယ်။2025ခုနှစ်နှစ်စာပိုင်းမှာစတင်ပြီး A နဲ့ပူပေါင်းတက်တွေကရခိုင်နဲ့ ARD နဲ့ဆက်ရှိမျိုးနယ်တွေကိုထိုးစစ်ဆင်လာပြီးရဲ့နောက်ရည်ကြည်မျိုးနယ်ရဲစခန်မှုက၎င်းရဲ့တပ်ဖွဲ့ဝင်တွေကိုအခုလိုမှကြားထားတာဖြစ်ပ ပါတယ်။လအတိအကျနဲ့ပြောရရင်တော့ AP လမှာစကမ်းမှုကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုမှားထားတာကိုယ့်အသက်ထက်အရေးကြီးတာဘာမှမရှိဘူး။အေးတပ်ဖွဲ့ဝင်တွေမြင်တာနဲ့ပြန်မတိုင်နဲ့အလံဖြူတာချလိုက်ဆိုပြီးမှားထားတယ်။အဓိကငါတိုင်းချောင်းဘက်ကဂိတ်တွေမှာတာဝန်ကျနေတဲ့သူတွေကိုပို့တတိပေးထားတယ်လို့ရဲတရင်ရှင်းမြစ်တွေကပြောပါတယ်။ လက်ရှိရေကြည်မြို့နယ်ကွာငတိုင်းချောင်းလမ်းပေါ်ရှိမြောက်ဆန်းအမြောက်တပ်အမတ်344ကိုလည်းအေအေနဲ့ပူပေါင်းတပ်တွေကစွန်လ17ရက်ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။အဆိုပါအမြောက်တပ်ကပသိမ်မုံရွာလမ်းနဲ့ကွာငတိုင်းချောင်းလမ်းစုံနီးမြောက်ဆန်းချင်းရွာမှာတည်ရှိပြီးအဲ့ဒီတပ်ကိုသိမ်းပိုက်နိုင်မှာကကျုံပြောင်မြို့တီစီရေးချင်းချောင်းနိုင်တဲ့ဖြူဟာမြောက်တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ရေကြည်ဘက်မှာတော့လက်နက်တွေသိမ်းမကြတာနှစ်ပတ်လောက်ရှိပြီးပြီးခဲ့တဲ့ ။လကတော့နေ့စဉ်နီးပါးလက်နက်တံတွေကြားရတယ်။ငတိုင်းချောင်းဘက်မှာတော့နေ့စဉ်တိုက်ပွဲတွေဖြစ်နေရဲ့အမျိုးတွေကတော့ပြောတယ်။ကျွန်တော်တို့ကတော့တိုက်ပွဲတွေဒီဘက်ရောက်လာရင်အဆင်သင့်ဖြစ်အောင်တော့အမြဲပြင်ဆင်ထားတယ်လို့ရှိကြည်မျိုးနယ်တွင်နေထိုင်တဲ့အသက်30အရွယ်မျိုးသားတအုပ်ကဆိုပါတယ်။အမတ344ကိုထိုးစစ်ဆင်တိုက်ခိုက်ရမှာပြီးခဲ့တဲ့ဖေဇန်နဝါရီ16ရက်ကအေအေနဲ့ပူပေါင်းတပ်ဖွဲ့ကတိုင်ပိုက်နိုင်ခဲ့တဲ့ရွှေတောင်ရံမြို့နယ်ဗောမီချင်းရွာရှိစစ်ကောင်စီရဲ့တန်ချက်ကကားရီနယ်ပါတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အေအေနဲ့ပူပေါင်းတပ်တွေက2024ခုနှစ်နှစ်ကုန်ပိုင်းကအေရီတိုင်းနယ်နေနမိတ်ချင်းထိ ဆက်နေတဲ့ကွာမျိုးကိုတင်ပိုင်ပြီးရဲ့နောက်2025ခုနှစ်နှစ်စာပိုင်းမှာအေယာဗရီရခိုင်နယ်စပ်ရခိုင်ပဲခူးနယ်စပ်နဲ့ရခိုင်မကွေးနယ်စပ်တို့မှာစစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်များလုံဆောင်ခဲ့တာဖြစ်ပါတယ်။လက်ရှိအေအေနဲ့ပူပေါင်းတပ်တွေကအမတ344ရဲ့ပင်မတပ်စခန်းတွေကိုဝန်ရောက်နိုင်ပြီးလို့သတင်းတွေထွက်ပေါ်နေတဲ့လို့တိုင်းရင်းတွေကိုလည်းတင်ပိုင်နိုင်ခဲ့တယ်လို့သတင်းများထွက်ပေါ်နေပြီးမြေသတင်းဌာနအနေနဲ့တီးခြားအတည်ပြုနိုင်တာမရှိပါဘူး။စစ်ကောင်စီအနေနဲ့အမတ344ကိုလက်လွတ်လိုက်ရပါကရေကြီးမြို့နယ်နဲ့ငတိုင်းချောင်းမြို့တွေကစင်ရဆုံးရင်ရတဲ့ ခြေအနေတွေရှိလာနိုင်ကြောင်းစီးရီးသုံးသက်သူတွေကခံမှန်းထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ပန်းတပိန်နဲ့အင်ကြီးပြရှင်ရတာလူလူလှုပ်ရှားမှုမှာပြည်သူများပါဝင်ကြဖို့နှိုးဆော်ပြီးမိမိရဲ့လုံခြုံရေးကဦးစားပေးပထမဖြစ်ပြီးလုံခြုံရေးအသည့်တတိနဲ့ပါဝင်ကြဖို့တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ လူလူကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပန်းသပိန်နဲ့အင်ဂျီပြလှူရှားမှုမှာပြည်သူများပါဝင်ကြဖို့အထွေထွေသပိန်ပေါင်းဆက်ညှိနှိုင်းအင်အားစုကဒီကနေ့နှိုးဆော်ကြညာပါတယ်။လာမင်းစွန်လာ19ရက်နေ့ကြာရောက်မဲ့လူလူကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုကွန်ပျူတာစိုးအထိမ်းအမှတ်ဖြင့်မွေးနေ့ရှင်နဲ့တကွာအဓမ္မဖန်စီခံထားတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိအမြန်ဆုံးလူမျိုးရေးစေအုပ်စုဖန်တီးနေတဲ့အတူရောင်းတရားမဝင်ရွှေကောက်ပွဲကိုသပိန်မောက်တဲ့အနေနဲ့လူလူလှူရှားမှုကြီးနှစ်ခုဆင်နွှဲကြဖို့တိုက်တွန်းနှိုးဆော်လိုက်ကြ ကြေညာထားပါတယ်ပထမလှူရှာမှုမှာလူမှုကောင်ဆောင်ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့တွင်မြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှူရှာမှုဖြစ်ပြီးနှင်းစီနီအပါဝင် လက်လန်းမီယာပန်းတွေကိုဖျားပန်းတင်ခြင်းစံကေတာမှာအမျက်တနိုးပန်းစင်ကြခြင်းအလှပန်းဝတ်ထုခြင်းအပြန်အလှန်ပန်းလက်ဆောင်ပေးကြခြင်းအွန်လိုင်းပေါ်တင်ကြခြင်းမြေပြင်မှာလည်းပန်းသပိတ်လူလူလှုပ်ရှားမှုတွေကိုလုံခြုံရေးအသည့်တရီအပြည့်နဲ့ပေါ်ဆောင်သွားဖို့ GSCB ကနှိုးဆော်ကြေညာထားပါတယ်ဒုတိယလှုပ်ရှားမှုဖြင့်အင်ကြီးပြလှုပ်ရှားမှုဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ယူရကြောင်းအင်ကြီးပြပစိုးပြဘောင်းမီပြအုတ်ထုတ်ပြအစရှိတဲ့အပြာရန်ဝတ်စားသုံးဆောင်တွေကိုဝတ်ဆင်အသုံးပြုကြဖို့ဖြစ်ကြောင်းသိရပါတယ်ပန်းသပိတ်နဲ့အင်ကြီးပြလူလူလှုပ်ရှားမှုရှိရတာကမ်ပိန်း ကိုဇွန်လ14ရက်နေ့မှ21ရက်နေ့ထိမိမိအဆင်ပြေတဲ့ရက်တရက်မှာဖြစ်စေနေ့စဉ်ဖြစ်စေအဆင်ပြေတဲ့ပုံစံဖြင့်ပါဝင်နိုင်ကြောင်းသိရပါတယ်။တော်လန်သွေးမအိမ်မှုဆိုတာပြည်သူလူထုကပြန်ကြမှာပါပဲ။ဒါပေမဲ့မိမိရဲ့လုံခြုံရေးကအဓိကဖြစ်တဲ့ကိုဘေးမဖြစ်အောင်အန်တီရမရှိအောင်လူမှုကွန်ရက်ပေါ်တင်ရင်လည်းကိုကိုပြန်ပြီးဒုက္ခမဖြစ်အောင်ပါဝင်ကြဖို့တိုက်တွန်းချင်ပါတယ်။တော်လန်စိမ့်နဲ့အဆင်ပြေတဲ့ပုံစံနဲ့ပါဝင်ကြပါအထူးသဖြင့်တော့ဖြီရင်းမှာရှိရပြည်သူတွေအနေနဲ့စစ်တပ်ရဲနဲ့တရမင်းတွေကမိမိကိုယ်ကိုဒုက္ခမပေးနိုင်အောင်လုံခြုံရေးဦးစားပေးစီစဉ်ပြီးလှုံ့ဆော်ကြပါ ါလို့တိုက်တွန်းခြင်းကြောင့်ပြည်တွင်းမှာမြို့ပြဒေါ်လာရင်းတစ်ဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါရယ် လာမည့်ဇွန်လ19ရက်မှာလူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကအသက်80ပြည့်မှာဖြစ်ပြီးစစ်ကောင်စီက2022ခုနှစ်ဖေဖော်ဝါရီလတရက်မှစတင်ပြီးဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးအကြင်ချထားတာဖြစ်ပါတယ်။နောက်တပ်တပုတ်အနေနဲ့စကိုင်းမြို့အရှိချမ်းမှာစစ်ကြောင်းတို့အကြမ်းဖက်စစ်တပ်ကကျောင်းထိုင်စရာတော့ပါလူလေးဦးကိုပစ်တက်ခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်ကြောင်းတို့ဝင်ရောက်နေတဲ့ကျမ်းဖက်စစ်တပ်ကကျောင်းထိုင်စရာတော့တပါးပါဝင်လူလေးယောက်ကိုပစ် ခတ်တပ်ဖြတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ17ရက်ကစပြီးမင်းကွန်းရဲစခန်းကနေထွက်ခွာလာတဲ့အင်အား200ခန့်မှအကြမ်းဖက်စစ်ကြောင်းကမင်းကွန်းရွာကတဆင့်မြောက်ဖက်မှာရှိနေတဲ့ကင်းရွာကိုဝင်ရောက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်တွေကကင်းရွာစုတောင်းပြေဘုံကြီးကျောင်းမှာကြောင်းထိုင်စီရတော့တပားပါဝင်စီရတော်ရဲ့မိခင်ဖြစ်သူနဲ့ရောက်ဖားရုပ်ကိုပစ်တက်ခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်ကျောင်းမကြီးရွာရဲ့ကိုပါလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အသက်40ရွယ်အမျိုးသမီးတစ်ယောက်လက်နက်ကြီးကြီးထိမှန်သိဆုံးခဲ့ပြီးကျန်တဲ့အမျိုးသမီးနှစ်ယောက် င့်လည်းလက်မောင်းမှာကိုစီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါရယ်အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်ကြောင်းဟာကင်းရွာနဲ့ချောင်းမတီရွာတွေကနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့တယ်လို့ပြောပါဗါရယ်အထက်ပါစကိုင်းမြို့နယ်အရှိတ်ချမ်းနယ်ထိဆက်နေတဲ့မတရားမြို့နယ်ကျုံးရွာတွေမှာလည်းစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်တွေကြားထိတွေ့တိုက်ပွဲတွေရှိနေပါဗါရယ်မင်းဝန်တောင်ရုံမင်းကွန်းရွာမြောက်ဘက်ကိုစစ်ကြောင်းထိုးနေတာနှစ်ရက်လောက်ရှိပါပြီမင်းကွန်းအထိုင်ကနေအင်အားဖြည့်ပြီး200လောက်နဲ့ထိုးလာတာပါမင်းဝန်တောင်ရုံရဲ့အရှိတ်တိုင်မြောက်ဘက်စီတိုးလာရင်မရိယာနဲ့မှာပါတယ် အိုင်တိုင်ရွာဘက်ရောက်မယ်ကြားလာကတော့ရှိမကခွေးကြံတီတိုးမယ်ကြားတယ်ဒါကြောင့်မဒီယာပကဖကလည်းဒေသခံဖွဲ့ရင်းနဲ့ပူပေါင်းပြီးခုခံကာကွယ်နေရလို့သတင်းဌာနကိုပြောကြားခဲ့ပါတယ်